မင်္ဂလာပါရှင်အောက်တိုဘာလ22ရက်နေ့ PPL ရဲ့ဒီဝေဒီပါသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ point 63လုံးစခန်းကုန်းကို AA ကတင်ပိုက်ပြီးနောက်စစ်ကောင်စီတပ်ဟာကမ္ဘာစား16ဆက်ရုံအနီးကနေမြောက်ဘက်ကုန်းကျေးရွာအနီးမှာလက်နက်ကြီးစခန်းတွေပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုသတင်းနောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီးဥထုံကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အရခတ်တက်တော် AA နဲ့ဘူပေါင်းတက်တွေဟာပဲခူးတိုင်းဗရောင်းမြို့နယ်ကပါစာ16ဆက်ယုံရဲ့ကာကင်းစခန်းဖြစ်တဲ့ 0.666စခန်းကုန်းကိုပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့ပြီးနောက်စစ်ကောင်စီဟာမတုံချောင်းရဲ့တစ်ဖက်ချမ်းခမြောက်ဖက်ကုန်းကျေးရွာအနီးမှာလက်နက်ကြီးစခန်းတွေပြုလုပ်ပြင်ဆင်နေတယ်လို့သိရပါတယ်။ပကံခွေပကံခွေကျေးရွာရဲ့တောင်ဘက်6ကီလိုမီတာအကွာဝေးရှိတဲ့စစ်ကောင်စီတပ်ရဲ့63လုံးပွိုင်ကုန်းစခန်းဟာကပ္ပစ16စက်ယုံအတွက်အရေးပါတဲ့ကာကင်းစခန်းတစ်ခုဖြစ်တယ်လို့အဲ့ဒီစခန်းကုန်းကနေအရက်ခတ်တက်တော် AA နဲ့ဦးပေါင်းတက်တွေဟာ မတုံကြေးရွာနဲ့ကဘာစာ16စက်ယုံကိုထိုးဖောက်ဝင်ရောက်နိုင်မှုအတွက်တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။အရက်ခတ်တက်တော်အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုခုခံကာကွယ်ဖို့အတွက်စစ်ကောင်စီတပ်ဟာကဘာစာ16စက်ယုံကနေပြီးတော့မတုံကြေးရွာရဲ့ချောင်းတစ်ဖက်ချမ်းကမြောက်ဖက်ကုန်းကြေးရွာမှာလက်နက်ကြီးစခန်းတွေပြင်ဆင်နေတာဖြစ်တယ်လို့စီရီယံဗိုလ်ကြီးစင်ရော BBN ကိုပြောပါတယ်။အဲသူတို့ဒီပကံကွဲဘက်ကနေပေါ့နော်ပကံကွဲကနေ0.666 ကာခဲစခန်းပေါ့နော်အဲ့ကာခဲစခန်းကိုတိမ့်ပိုက်လိုက်တာဟာအဓိကကြတာပေါ့နော်အဓိကအဲ့ဒီဟာကကပ္ပဇ16ကိုကပ္ပဇ16ရဲ့ဒီကာခဲစခန်းတွေထဲမှာအရေးကြီးတဲ့စခန်းပေါ့အရေးကြီးတဲ့စခန်းဒါကြောင့်မလို့ဒီကပ္ပဇ16ကလည်းပြန်ပြီးတော့ကျွန်တော်တို့ဒီမတုံချောင်းရဲ့ပေါ့နော်မတုံချောင်းရဲ့တစ်ဖက်ကျွန်တော်တို့ဒီမြောက်တဲကုန်းလို့ခေါ်တာပေါ့အဲ့မြောက်တဲကုန်းဘက်မှာပြန်ပြီးတော့လက်နက်ကြီးစခန်းတွေပြန်ပြီးတော့ ချလာတဲ့အနေထားစစ်ကောင်စီတပ်နဲ့အရက်ခတ်တပ်တော် AA တို့ဟာညောင်ညိုးကြေးရွာနဲ့စစ်လန်းကြေးရွာရှိကာကင်းစခန်းတွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြပြီးစစ်ကောင်စီတပ်သားတွေဟာစစ်လန်းကြေးရွာဘက်ကနေလေသာတောင်ကိုဖျက်ချော်က AA တိမ့်ထားတဲ့ညောင်ညိုးစခန်းကိုပြန်လည်သိမ်းပိုက်နိုင်မှုအတွက်လည်းတံပြန်ထိုးစစ်ဆင်လာနာတွေလိုတွေ့ရပါတယ်အဆိုပါစစ်ကောင်စီတပ်ရဲ့တံပြန်ထိုးစစ်ကိုခုခံဖို့အတွက်အာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေဟာရခိုင်ရိုးမလမ်းမိုင်းပေါ်ကနေ အောက်ထီကိုစင်းကကပ္ပစ16စက်ယုံကိုချိတ်ချောက်လာတဲ့သဘောဖြစ်တယ်လို့စီရန်ဘူကြီးစင်ရောကသုံးသပ်ပါတယ်ကျွန်တော်ဒီလိုထင်နေရိုးပေါ်မှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်နေတယ်အဓိကစင်လန်ပေါ့နော်စင်လန်စင်လန်နဲ့ညောင်ချိုးကြပေါ့ညောင်ချိုးမှာအရခန်နဲ့ပူပေါင်းတက်တည်ရှိမယ်စင်လန်မှာဒီစစ်တပ်ရဲ့စခန်းနေရှိတယ်ပေါ့အဲ့တော့စင်လန်ကနေပြီးတော့ဒီလေသာတောင်ကိုဖြတ်ပြီးပေါ့နော်လေသာကျောကိုဖြတ်ပြီးတော့ ညောင်ကျိုးတက်တက်ပြီးတော့ပြန်ပြီးတော့စစ်တပ်ဘက်ကတိုက်ဆက်ပုံစံမျိုးဖြစ်လာတယ်တိုက်ဆက်ပုံစံမျိုးဖြစ်လာတော့အဲ့ဒီတိုက်ဆက်ကိုတားလို့ရအောင်သူကဒီရိုးအောက်ထဲဒီကိုဆင်းလာပါတော့ရိုးလမ်းပေါ်ကနေမဟုတ်ဘဲနဲ့ရိုးအောက်ကနေကျွန်တော်တို့ဒီညောင်ကျိုးချောင်းတို့မတုံချောင်းတို့ရှိတယ်အဲ့ဒီချောင်းတွေအတိုင်းကနေဆင်းလာပြီးကမှကပ္ပစ16 area ပေါ့နော်ကပ္ပစ16 area ဘက်ထဲကိုဝင်လာတဲ့အနေအထားမျိုးပေါ့လက်ရှိရတဲ့ခက်တော် AE နဲ့ပူပေါင်းတက်တွေကထိုးစစ်စင်တိုက်ခိုက်နေတဲ့ဘကိုးတိုင်းပဒေါင်းမြို့နယ်ကအုတ်ရှိပင်မြို့နယ်မှာတော့ကပ္ပစ5 6 9နဲ့ 16ဆက်ယုံတို့တည်ရှိနေတာဖြစ်ပြီးကပ္ပစာ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်ဖို့နှိကန့်နေတာကြောင့်အေးနဲ့ပူပေါင်းတက်တွေဟာစစ်မျက်နှာနောက်တစ်ခုဖွင့်ကထိုးစစ်စင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်ကပ္ပစာ16ဆက်ယုံဤကိုအရက်ခတ်တက်တော်အေးနဲ့ပူပေါင်းတက်တွေကထိုးစစ်စင်အရှင်မြင့်လာတာကြောင့်စစ်ကောင်စီတပ်သားတွေကအဲ့ဒီဆက်ယုံနီးနားမှာရှိရဲ့မတုံကြားချေရာဖလုံကြောက်စကွဲတောက်မှောင်စတဲ့ကြေးရွာတွေမှာ ဒေသခံတွေကိုရွာပြင်ထွက်ခွာခွင့်ပိတ်ပင်လိုက်တယ်လို့လည်းအေအေနဲ့နှိစက်တဲ့စီရေးသတင်းရေးမြစ်တွေစီကသိရပါတယ်။အဲဒီနောက်စစ်ကောင်စီကအဆိုပါကြေးရွာတွေကဒေသခံလူငယ်တွေကိုဖမ်းဆီးကစစ်တပ်နန်းတွေစီပို့ပေးပြီးတော့အတင်းအဓမ္မစစ်မှုထမ်းဖို့ခေါ်ဆောင်နေတာတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိအရက်ခတ်တက်တော်အေအေနဲ့ပူပေါင်းတက်မဟာမိတ်တွေဟာထိုးစင်တိုက်ခိုက်နေတဲ့ကပ္ပဆတ်16စက်ရုံမှာဘကိုးတိုင်းအုပ်ရှိပင်မြို့နယ်မတုံကြေးရွာနီးမှာတည်ရှိနေတာဖြစ်ပြီးရန်ချက်ထုတ်လုပ်တဲ့စက်ရုံတစ်ခုလည်းဖြစ်ခါ ပသိမ်မုံရွာကလန်းပိုင်းကကပ္ပစ9ကပ္ပစ9စက်ယုံတို့နဲ့ထိဆက်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေအေကိုတိုက်ခိုက်ရန်ကြောက်ဖြူမျိုးတွေစစ်ကောင်စီမှဒရော့ဘုံသီးများကိုကားပေါ်မှချစင်ပောက်ကွဲမှုဖြစ်ပြီးတက်ကြွကြီးနှစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုကွန်မင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အရခတ်တက်တော် AA ကိုတိုက်ခိုက်ရန်အတွက်ကြောက်ဖြူမျိုးပေါ်မှာစစ်ကောင်စီတွေအနေနဲ့ drone ဘုံးသီးများကိုကားပေါ်မှာတင်ချပြုတ်လောက်ကပြင်ဆင်နေစဉ်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ တက်ချက်ကြီး9ဦးပါစစ်သည်5ဦးပွဲချင်းပြီးသေဆုံးကအမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကကြောက်ဖြူမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အရခတ်တက်တော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအုံပြုဖို့အတွက် ဒရုန်းပုံသီးချို့ကိုလက်နက်ခဲရန်တူလောင်ရေးမှတဆင့်ရှေ့တန်းတွေစီကိုပူဆောင်မှုအတွက်ထောက်ပုတ်ကားတွေနဲ့တူဘုံသီးတင်ချတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဘုံသီးတွေကိုကားဘော်ကိုတင်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန်းဖြင့်လှုပ်ဆောင်နေစဉ်အတွင်း၎င်းတို့ဖွဲ့ထဲမှစစ်ကောင်စီတပ်သားတအူးရဲ့လက်ထင်မှဘုံသီးလွတ်ကျခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်စဉ်အတွင်းအနီးအနားမှာရှိတဲ့ drop ဘုံသီးတွေပါဆက်လက်ထိခိုက်ပောက်ကွဲခဲ့တာကြောင့် အနည်းရှိစစ်ကောင်စီတပ်သား5ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့အမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဆိုပါဖြစ်စဉ်အတွင်းတေဆုံးခဲ့ရတဲ့စစ်ကောင်စီတပ်သား5ဦးနဲ့2ဦးမှာတက်ချက်ကြီးဟန်ထက်သူရနဲ့တက်ချက်ကြီးရဝေထက်တို့ဖြစ်ပြီးကြံ3ဦးကိုတော့အတီးပြုတ်နိုင်မှုစုံစမ်းနေစေဖြစ်တယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါဗျ။ဒါအပြင်ပောက်ကွဲမှုဖြစ်စဉ်အတွင်းတေဆုံးခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်လောင်းတွေဟာ drone ဘုံတိရဲ့ရန်အားအရှင်ကြောင့်တစားစီစုပ်ပြတ်သွားခဲ့ရတာမို့ မိသားစုကိုချက်ချင်းအကြောင်းကြားပြီးနောက်နေ့မှာပဲတကြိုခဲ့တယ်လို့သိရပါတယ်။ဒါဒီမကအဆိုပါရုပ်လောင်းတွေနဲ့ပတ်သက်ပြီးမိသားစုကိုလည်းဓာတ်ပုံတွေပင်ပြေပို့ခြင်းမရှိတဲ့အပြင်စစ်စင်ရေးအခြေအနေဖြစ်တာမို့သတင်းမပေါက်ကြားရေးအတွက်အထူးတားမြစ်ပိတ်ပင်ခဲ့တယ်လို့လည်းသိရပါတယ်။ချောက်ဖြူမျိုးနယ်အတွင်းစစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရာလအနှဲငယ်ကြာမြင့်လာနေပြီဖြစ်ပြီးအာရခတ်တပ်တော်ဘက်မှစစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်း ကာကင်းစကန်အများစုကိုတိမ့်ပိုက်ထားနိုင်တယ်လို့တိုက်ပွဲတွေအတွင်းမှာလဲစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်တွေပါစစ်တီအမြောက်များကိုတုတ်တင်ရှင်းလင်းမှုတွေပြုလုပ်ထားနိုင်တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီဟာမန္တလေးတပိတ်ချင်းမိုးကုတ်လမ်းဆောင်ရာဖော့တော်ကိုတိမ့်ပိုက်ထိချုပ်ပြီးနောက်ဇယက်ကွေးချင်းရွာကိုပထမအကြိမ်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တနှစ်သားအရွယ်ကလေးငယ်အပါအဝင် 5ဦးသေဆုံးပြီးထိခိုက်မှုအများအပြားရှိတယ်လို့သတင်းရမြစ်တအုပ်က PPN ကိုပြောပါလဲ။အော်တိုဘာလ22ရက်နေ့ညနေ6နာရီဝန်းကျင်ခန့်ကဆရက်ဝေးကျေးရွာရွာလယ်တရားအနီးကိုစစ်ကောင်စီကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်တနစ်သားအရွယ်ကလေးငယ်အပါအဝင်9ယောက်သေဆုံးပြီးထိခိုက်မှုများပြားနိုင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာဖော့တော်ကို အော်တိုဘာလ14ရက်နေ့မှာ ထိ ंछ ုပ်ပြီးနောက်ဖော့တော်လမ်းဆောင်နဲ့ ိတ်မဝေးတဲ့ရွှေလောက်ွက်ရှိရာဖရက်ကွင်းကိုစတင်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။အော်တိုဘားလ22ရက်နေ့နေ့လယ်3:00နာရီပတ်ချာလယ်မှာမိုးကုံမြို့အရှေ့ပိုင်းရှိဖျားငါးစုအနီးနဲ့မိုးကုံဖူစဲဘောလုံးကွင်းတို့ကိုစစ်တပ်မှလေရင်ဖြင့်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပုံကျဲမှုကြောင့်မိုးကုံမြို့ဖူစဲဘောလုံးကွင်းတစ်ခုလုံးပျက်စီးခဲ့ရတယ်လို့ကွင်းနဲ့ရှိဘောလုံးကန်နေတဲ့လူငယ်၃ယောက်တိတ်ဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်အခုထိခိုက်သေးဆုံးသွားတဲ့လူငယ်လေးတွေမှာအသက်18နှစ်ပတ်ချလဲသားရှိသေးတယ်။လူငယ်အများစုဖြစ်ပြီးအရက်သားကလေးငယ်တွေသာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလထဲမှာရွှေကောက်ပွဲကျင်းပနိုင်မှုအတွက်စိတ်အုပ်ချုပ်ရေးကြီးညာထားတဲ့မျိုးတွေကို အခုလိုပုံကျဲတိုက်ခိုက်လာတာတွေစစ်ကြောင်ခက်ဆိုက်ဆိတ်ထိုးတာတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ကောင်စီပြန်လည်ထိုက်ချုပ်ထားတယ်။ တီဘောမြို့မှာအော်တိုဘာလ18ရက်နေ့ကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်လာပြီးဖြစ်ကြောင်းဒေသခံတွေစီကသိရပါတယ်။တီဘောမှာဌာနဆိုင်ရာပြန်ဝင်လာတာဟုတ်တယ်။ဌာနဆိုင်ရာအဆုံပေါ့။သွားကြတဲ့လူတွေလည်းရှိပါတယ်လို့ဒေသခံမြို့သားတဦးကပြောပါတယ်။စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝင်တဲ့တချို့အော်တိုဘာလ19ရက်နေ့ညနေ2:00ခွဲဝင်းကျင်ခန်းကဝင်ရောက်လာကြတာဖြစ်ပြီး လက်ရှိမှာတော့မြို့တွေမိုင်းရှင်းလင်းရေးလုပ်နေတုန်းလို့ကြားရတယ်လို့သူကပြောပါလေ။တီဘောမြို့တွေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောဌာနဆိုင်ရာတွေရော အကုန်ပြန်ရောက်နေပြီ။တွားကြိုကြတယ်ဆိုတာထက်မကြိုလို့လည်းမရဘူးလေလို့နောက်ထပ်ဒေသခံတဦးကပြောပါလေ။စစ်ကောင်စီထောက်ခံသူတွေကတရားနယ်နေနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်ဆက်တယ်လို့တိုက်ကြားမှာ ਉ ဆိုရရသလိုစစ်ကောင်စီဘက်ကချိန်ချောက်လာမှာ ਉ ဆိုရင်နာတွေကြောင့်တွားကြိုရတာမျိုးလည်းရှိတယ်လို့ဆိုပါရတယ်။ စစ်ကောင်စီဘက်ကတော့ကျောင်းနဲ့ဆေးရုံအပါအဝင်ဌာနဆိုင်ရာရုံးတွေကိုအမြဲဆုံးပြန်လည်ပတ်နိုင်အောင်ကြိုးပမ်းနေတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာတော့စစ်ကောင်စီတွေတီဘောမြို့ပြင်ခလာရ23ဘက်ရောက်ရှိလာပြီးမြို့ပြင်မှာတော့တိုက်ပွဲဆက်ရှိနေတယ်လို့ TNN အနေနဲ့နှိစက်သူအမျိုးသမီးတအုပ်ကပြောပါတယ်။တီဘောကနေနမ်တူဘက်သွားတဲ့လမ်းမပေါ်ကမိုးရေတရားကိုတော့အောက်တိုဘာလ18ရက်နေ့ညပိုင်းကမိုင်းခွဲဖြတ်စည်းခံခဲ့ရသလို့ တရားအလဲကနေကြိုးကြသွားကြောင်း SSPB ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။တီဘောမြို့ကိုစစ်ကောင်စီတွေက လေကြောင်းနဲ့ drone အဓိကပုံကျဲတိုက်ခတ်ခဲ့ပြီးတော့ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ညပိုင်းကစတင်ထိတ်ချုပ်လိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကမြေရှားတပ်ထုနဲ့အခြားသောဓာတ်တပ်ထုတွေကိုကမ္ဘာနဲ့ချီပြီးထိန်းချုပ်မှုတင်းကျပ်လာတာကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီစတိုဟာမြေရှားနဲ့အရေးပါတဲ့ဓာတ်တထုဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရထိုးခဲ့ကြပါတယ်။အော်တိုဘာလ21ရက်တနင်္လာနေ့ကခေါင်းဆောင်နှစ်ယောက်ဟာအဆိုပါသဘောတူညီချက်ကိုအင်ဖြူတော်မှာလက်မှတ်ရထိုးခဲ့ကြတာပဲဖြစ်ပါတယ်။သဘောတူညီချက်ကို၄လသို့မဟုတ်၅လကျော်ကြာညှိနှိုင်းခဲ့တယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ခေါင်းဆောင်နှစ်ယောက်ဟာကုံသွယ်မှုရင်းငုံသင်းမောတွေနဲ့စစ်ဘက်ဆိုင်ရာကိရိယာတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ Trump ကပြောကြားခဲ့ပါတယ်။ Elvanis ကဒါဟာကျွန်တော်တို့သွားဖို့အသင့်ဖြစ်ပြီလို့ဒေါ်လာ၈.၅ဘီလီယံတန်ပိုင်လန်းဖြစ်ဖော်ပြခဲ့ပါတယ်။ဝန်ကြီးချုပ်ယုံကပေးအပ်တဲ့သဘောတူညီချက်မှာနှစ်နိုင်ငံဟာလာမယ့်၆လအတွင်းတပ်ထုတူဟော်ရင်းနဲ့စီမံဆောင်ရွက်ရေးဆိုင်ရာ project တွေကိုဒေါ်လာ၁ဘီလီယံစီရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ US Geological Survey အချက်အလက်တွေအရတရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးမြေရှားတပ်ထုတိုက်ရှိပြီးတော့ အော်စတြေးလျမှာလည်းမေရှားတပ်ထုတိုက်တွေရှိတယ်လို့သိရပါတယ်။ခေါင်းဆောင်နှစ်ယောက်လုံးဟာအော်စတြေးလျဗီတိန်နဲ့တူရင်းငုံတင်းမောအမျိုးအစားအသစ်မတီဆောင်ရင်2023ခုနှစ်အမေရိကန်သမ္မတဂျိုးဘိုက်ဒန်လက်ထက်ကဒေါ်လာ239.4ဘီလီယံတန်သဘောတူညီချက်ကိုလည်းဆက်လက်ဆွေးနွေးဖို့စီစဉ်ထားကြပါတယ်။အမေရိကန်ရေတပ်ဝန်ကြီးချုပ်ဂျွန်ဖီလန်ကအမေရိကန်နဲ့အော်စတြေးလျတို့ဟာပါတီ၃ဘွဲ့လုံးအတွက်မူလမူပေါင်းကိုမြင့်တင်ဖို့နဲ့ ကြိုတင်သဘောတူညီမှုတွေမရေမရာရှိနေမှုအချို့ကိုရှင်းလင်းဖို့အလွန်အနီးကပ်စွာလှုပ်ဆောင်နေတယ်လို့စီးဝေးမှာပြောကြားခဲ့ပါတယ်ကျွန်တော် Richard ပါအော်တိုဘာလ22ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင် ကျမတူစားပါ